ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောက်ပါတပုတ်ကတော့ကိုတေရွာရွေးသားတဲ့မြမစစ်တပ်ကပေးခဲ့တဲ့ရွေးကောက်ပွဲဂရီကဝတ်များဆိုတဲ့စောက်ပါတပုတ်ပဲဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလမှာဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ဒီမိုကရေစီနီးကျရွေးကောက်ခံရတဲ့အစိုးရထံကနေအာဏာသိမ်းယူခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီ SAC ဟာ နိုင်ငံရဲ့တည်ငြိမ်ရေးနဲ့အုပ်ချုပ်ရေးမှာအယက်သားပါဝင်မှုကိုပြန်လည်ရရှိစေရန်နဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်တွားဖို့အတွက်ရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့မကြာခဏကြေညာလျက်ရှိပါတယ်။ချမ်ပတ်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့စစ်ကောင်စီရဲ့ပြောကြားချက်များအရပြောကြားချက်များဟာနိုင်ငံရေးအရေးပါပင်မဲ့ လက်ရှိမြေပြင်အခြေအနေအတိတ်တမိုင်းနဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုများရာဤဂရိစကားများဟာအငင်းပွားပွေတန်တရားများနဲ့ပြည့်နှံ့နေတဲ့ဆောင်ရွက်ချက်တစ်ခု ဖြစ်နေပါလေစစ်ကောင်စီရဲ့အဓိကပြောဆိုချက်ဟာနိုင်ငံတော်ကိုပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိစေရေးဖြစ်ပါလေစစ်ကောင်စီက၎င်းတို့အုပ်ချုပ်မှုကိုတရားဝင်စီရင်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ2800ခွင့်ပြုထားတဲ့တမရစနစ်နဲ့လေပတ်နိုင်တဲ့အစိုးရတည်တရက်ကိုတီထောင်လူချင်းဖြစ်ပါလေအနာသိင်းကိုအခြေခံဥပဒေရဖြစ်တယ်လို့အကြောင်းပြပင်မဲ့ကဘာတိုင်းဝိုင်းနဲ့မြန်မာပြည်သူလူထုကလက်မခံလို့ရွေးကောက်ပွဲကတဆင့်၎င်းတို့ထိမ့်ချုပ်ထားတဲ့အရက်သားအသွင်ယူအစိုးရကိုဖွဲ့စည်းလူချင်းဖြစ်ပါတယ် ဂျပန်စစ်တပ်ဟာ၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးကိုပြန်လည်ရရှိစေပြီးလက်နက်ကိုင်ပဋိပက္ခများပြည်သူခုခံမှုများကိုအဆုံးအဆုံးသတ်စေမယ်လို့ပြောဆိုလေးရှိပါတယ်။ရွေးကောက်ပွဲကိုအကြောင်းပြုပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များနဲ့အခြားတိုက်ခန့်များကိုဖယ်ထုတ်ခါနိုင်ငံရေးကစားကွက်ကိုတဖန်ပြန်လည်စတင်လိုခြင်းဖြစ်ပါတယ်။ ဂျမ်ဘတ်စစ်တပ်ထိန်းချုပ်မှုအောက်ကရက်သားပါဝင်မှုနဲ့ဖွဲ့စည်းထားတဲ့အစိုးရဟာနိုင်ငံတကာဖိအားများကိုရှော့ချရန်နဲ့ဒဏ်ခတ်ရေးယူမှုများကိုဖြေလျှော့ရန်အတွက်အကောင်းဆုံးသောလှုပ်ရှားမှုလို့ယူဆထားခြင်းလည်းဖြစ်ပါတယ်ယူကောက်ပေါ်နဲ့ပတ်သက်ပြီးတော့တန်တရာဖြစ်ပွဲလက်မခံနိုင်ပွဲချက်များစွာ ရှိပါတယ် စစ်တပ်ရဲ့ယူဘော်ဝဂရိများဟာမြေပြင်ခြေနေရလွန်စွာမှပင်တန်တရာဖြစ်ပေါ်ရှိပါတယ်။မြူတာဒီမိုကရေစီဖွဲ့ချုပ် NLD အပါဝင်အာနာသိမ့်ပြီးနောက်ပိုင်းစန့်ကျင်ဘက်ပါတီများကိုမှတ်ပုံတင်မှဖျက်သိမ်းခြင်းဓမ္မမဟုတ်မှတ်ပုံတင်ပြန်ဖိအားပေးခြင်းများပြုလုပ်ခဲ့ပါတယ်။ယင်းဟာစစ်တပ်အားပြိုင်ဘက်မရှိဘဲရွေးကောက်ပွဲမှာအနိုင်ရရှိစေရန်လမ်းဖွင့်ပေးခြင်းဖြစ်ပါတယ်။ အနေဒီခေါင်းဆောင်တော်ဆန်းစုကြည်နဲ့တမရဥဝင်းမြေပါဝင်နိုင်ငံရေးသမားထောင်ပေါင်းများစွာကိုဖမ်းဆီးထိန်းသိမ်းခြင်း ထောင်ဒဏ်များချမှတ်ခြင်းတို့ပြုလုပ်ထားရာမိသည့်ပါတီမှလွတ်လပ်စွာစီယုံလှုပ်ရှားဟောပြောပိုင်ခွင့်မရှိရင် ဖြစ်ပါလေအနာသိမ့်ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံဟာပြည်တွင်းစစ်အခြေအနေတော်လှန်စစ်အခြေအနေကိုရောက်ရှိနေပြီးတော့နိုင်ငံရဲ့နေရာအတော်များများမှာတော်လှန်ရေးတိုက်ပွဲများ လုံခြုံရေးအခြေအနေများမရှိဘဲဗယံပတာဖြစ်နေပါလေစစ်ပွဲများပြင်းထန်နေတဲ့ဒေသများမှာမဲပေးနိုင်ခြင်းမဲဆွဲစည်းရုံးနိုင်ခြင်းမရှိတဲ့အပြင်မဲဆန္ဒနယ်မြေများကိုပင် လုံခြုံစွာတတ်မှတ်နိုင်မှာမဟုတ်ပါဘူးလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲရဲ့အခြေခံမူကိုစန့်ကျင်နေပါလေမဲပေးသူများအနေဖြင့်လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်ပါက PDM များရဲ့ပြစ်မှတ်ထားခြင်းကိုခံရမိကိုလည်းစိုးရိမ်နေကြပါတယ် စစ်ကောင်စီရဲ့ရွေးကောက်ရွေးကောက်ပွဲစီစဉ်များကိုနိုင်ငံတကာကပြင်းထန်စွာ ရှုတ်ချပြီးတန်တရားများစွာ ရှိနေကြပါတယ်နိုင်ငံတကာတိုင်းဝိုင်းကအကြံပေးစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲကိုတရားဝင်မှုမရှိလို့တတ်မှတ်ပြီးရလဒ်များကိုအတိမတ်ပြုတ်မှာမဟုတ်ကြောင်းကြေညာထားပါတယ် ။ဤရွေးကောက်ပွဲဟာကျမ်းပတ်ဆရာနာရှင် စနစ်ကိုဆက်လက်ထိမ့်သိမ်းဖို့ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ဝေဖန်ပါတယ်။အာဆီယံအဖွဲ့ကလည်းမြန်မာရေးအတွက်အချက်၅ချက်ပါတဲ့သဘောတူညီချက်ကိုချမှတ်ထားပေမဲ့ကျမ်းပတ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံမပေးနိုင်ဘဲအဖွဲ့အတွင်းမှာပင်သဘောထားကွဲလွဲမှုများရှိနေပါတယ်။ဒေသတွင်းဩဇာကြီးသူများသည့်ပင်ဤရွေးကောက်ပွဲကိုလက်မခံဘဲ ဆက်ဆံရန်ခက်ခဲမယ်လို့ဆီယာဆက်ဖောင်ကတ်ကီယဆူရင်ပစ်ဆူဝမ်ရဲ့ပြောဆိုမှုက ပြောဆိုမှုကဲ့သို့တုံးသက်နေကြပါလေကမ္ဘာအသံဝန်ကစစ်ကောင်စီရဲ့အကြမ်းဖက်မှုများရက်တံပြီး စစ်မှန်တဲ့နိုင်ငံလုံးဆိုင်ရာဆွေးနွေးမှုများမှသာဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်မယ်လို့ရှုမြင်ကြပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာဒီမိုကရေစီပြန်လည်ထူထောင်ရေးလမ်းကြောင်းမဟုတ်ဘဲစစ်အုပ်ချုပ်ရေးကိုသာတရားဝင်အသွင်ပြောင်းလဲရေးတာဖြစ်တယ်လို့နိုင်ငံတကာကရှုမြင်သုံးသပ်ကြပါတယ်။လက်ရှိမြန်မာနိုင်ငံရေးအချက်အလက်တွေမှာ2008ဖွဲ့စည်းပုံအားအဓိကပြစ်မှတ်တစ်ခုဖြစ်လာပါတယ်။ မြို့သားညီညီဆိုရ NUG နဲ့အခြားသောဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းများ2008ဖွဲ့စည်းပုံခြေကံဥပဒေကိုဖျက်သိမ်းပြီး Federal Democracy ဘရင်ယံကိုအစားထိုးဖို့တောင်းဆိုနေကြပါတယ်။၎င်းဟာအကြမ်းဖက်စစ်တပ်ရဲ့အာဏာကိုဖွဲ့စည်းပုံနဲ့ကာကွယ်ပေးထားခြင်းကိုအဆုံးသတ်လိုခြင်းဖြစ်ပါတယ်။ အကြံဖတ်စစ်ကောင်စီကတော့ဤ2006ဖွဲ့စည်းပုံကိုအခြေခံပြီးရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပြီး၎င်းတို့ရဲ့စစ်အာဏာကိုအခြေခံဥပဒေဖြင့်ကာကွယ်ထားတဲ့အရက်သားအသွင်ယူအစိုးရဖြစ်ကိုပြောင်းလဲဖို့ဆက်လက်ကြိုးပမ်းနေပါတယ်။၎င်းတို့၎င်းတို့ထိန်းချုပ်ထားတဲ့အရက်သားအစိုးရပေါ်လာလျင်ပင်2008ရဲ့ပြတိုင်းချက်အရအကြံဖတ်စစ်တပ်ကဆက်ပြီးအာဏာချုပ်ကိုင်ထားမှာဖြစ်ပါတယ်။ မ္မစစ်တပ်ရဲ့ရွေးကောက်ပွဲကတိများနိုင်ငံတည်ငြိမ်ရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးထက်တကျမ်းပတ်စစ်ကောင်စီရဲ့အာဏာတည်မြဲရေးကိုဖွဲ့စည်းပုံအခြေခံပြည့်ဖွဲ့စည်းပုံအခြေခံဖြင့်ကာဝေးရန်နှင့်လက်ရှိပြည်တံလာများကိုနိုင်ငံရေးနှိမ့်လန့်နဲ့ဖြည့်ရှင်းရန်ဟန်ဆောင်ပြီးနိုင်ငံတကာရဲ့ဖိအားကိုလျှော့ချရန်တုံးပြည်သူခုခံမှုကိုအဆုံးသတ်စေရန်နိုင်ငံရေးကစားကွက်တည် ဖန်တီးရန်တို့ကရည်ရွယ်တယ်လို့နိုင်ငံရေးလေလာသူများနဲ့အတိုက်အခံများက ရှုမြင်သုံးသပ်ကြပါတယ်။အနည်းချက်အားဖြင့်နိုင်ငံရေးပတ်ဝန်းကျင်လုံခြုံမှုမရှိခြင်းအဓိကပြိုင်မဲ့ပါတီများဖိနှိပ်ခံရခြင်းနဲ့ပြည်တွင်းစစ်မရက်စဲသေးခြင်းတို့ကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာစစ်မှန်တဲ့ဒီမိုကရေစီအတွင်ကူးပြောင်းမှုရဲ့လမ်းစာမဟုတ်ဘဲစစ်အာဏာရှင်စနစ်ကို မျက်နှာဖုံးစွပ်ပေးမဲ့စီမံချက်သာ ဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချပေါင်ရမယ်